ူးစီးတောင်မြို့နယ်တင်းမေကြီးရွာမှာနေမြေရှင်းလင်းရေးဆောင်ရွက်ပြီးပြန်လာတဲ့နေကြားဆောင်ရဲတပ်ဖွဲ့ဝင်တွေရဲ့ဆက်လီတစည်းဟာဇူလိုင်လ23ရက်နေ့ည9နာရီကျော်လောက်ကနင်းမြုပ်ခဲ့တာကြောင့်နေမြေမှုရဲမှုတူအပါဝင်ရဲတပ်ဖွဲ့ဝင်၄ဦးပျောက်ဆုံးနေလို့သိရပါဗျ။အဲဒီဆက်လီဟာချွန်းပေါက်ပဲသူကြီးရွာနီးမှာနင်းမြုပ်ခဲ့တာဖြစ်ပြီးနေမြေမှုရဲမှုတူအပါဝင်ရဲတပ်ဖွဲ့ဝင်၄ဦးပျောက်ဆုံးနေလို့သိရပါဗျ။ပျောက်ဆုံးနေသူတွေဟာတောင်ပစာနေမြေမှုရဲမှုရဲစော်ထော့တက်ချက်ခင်မောင်တန်းဒုတက်ချက်ကိုကူအောင်နဲ့ ဒုတိယချက်ထွန်းလင်းထိုက်တို့ဖြစ်တယ်လို့သိရပါတယ်။ရဲတပ်ဖွဲ့ဝင်တွေဟာတင်းမေကြီးရွာကိုနယ်မြေရှင်းလင်းရေးသွားလုပ်ပြီးနောက်ကျောင်းတောင်ကြီးရွာကနေဆက်လီသုံးစီးနဲ့ပြန်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲဒီဆက်လီသုံးစီးတွေကမှနယ်မြေမှုရဲမှုအပါဝင်ရဲတပ်ဖွဲ့ဝင်9ဦးစီလာတဲ့ဆက်လီနှိမ့်ညွတ်ခဲ့တာဖြစ်ကလက်ရှိအချိန်ထိရဲတပ်ဖွဲ့ဝင်3ဦးကတော့ဆက်လီနှိမ့်ညွတ်မှုကနေပြန်လည်လွတ်မြောက်လာတယ်လို့သိရပါတယ်။ဆက်လီပေါ်ပါလုံခြုံရေးတပ်ဖွဲ့ဝင်9ဦးနဲ့၃ဦးဟာည၇နာရီမှာကျောင်းတောင်ရဲကင်းစခန်းသို့ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီးဆက်လီမောင်သူကိုည၇နာရီ55မိနစ်မှာပန်းစင်းချောင်းရဲ့အနောက်ဘက်ကန်ဆာမှာပြန်လည်တွေ့ရှိ ိခဲ့တာဖြစ်ပြီးရဲတပ်ဖွဲ့ဝင်၄ဦးကတော့ပျောက်ဆုံးနေဆဲဖြစ်တယ်လို့နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီကဇူလိုင်လ24ရက်ည6နာရီခွဲမှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ဆက်လီဘုံမှာတော့လက်နက်နှစ်လက်တွေ့ရှိခဲ့ပြီးပျောက်ဆုံးရဲတပ်ဖွဲ့ဝင်တွေကိုရှာဖွေနေဆဲဖြစ်တယ်လို့နေကြားဆောင်ရဲတပ်ဖွဲ့မှသိရပါတယ်။